စစ်ကောင်စီဟာငလင်အတန်းသက်စကိုင်းမျိုးကလူငယ်တွေကိုလိုင်းလံဖမ်းဆီးပြီးအာရမစစ်မှုထန်ခိုင်းနေတာကြောင့်လုံခြုံမှုမရှိသလိုခံစားနေရတယ်လို့မြို့ကန်လူငယ်တွေကပြောပါတယ်။စကိုင်းမျိုးပေါ်မှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့လက်အောက်ခံတွေဟာအင်းအပြင်းစကိုင်းငလင်လောက်ခဲ့ခဲ့ပြီးနောက်ပိုင်းစကိုင်းမျိုးနေရာနှံမှာစစ်မှုထန်ဖို့အတွက်နေ့အချိန်တွေမှာပါလူငယ်တွေကိုလိုက်လံဖမ်းဆီးနေတာကြောင့် ငလီအတန်ခန်းစားခဲ့ရတဲ့စကိုင်းမြို့ကန်လူငယ်တွေလုံခြုံမှုမရှိအောင်ခန်းစားနေရတယ်လို့ဒေသခံတွေရဲ့ပြောကြားချက်အရသိရပါတယ်။စကောင်စီကစစ်မှုထမ်းဥပဒေကြောင့်လူငယ်တွေကိုဖမ်းဆီးနေရမှာမေလ23ရက်မနက်7:00နာရီခွဲဝန်းကျင်ကမှလည်းစကိုင်းမြို့မကြီးစင်ရဲ့အစွန်ပိုင်းရှိအောက်ဆွဲပိုင်းမှာစစ်ကောင်စီနဲ့စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်ပြူစောထီတွေကနေအိမ်တွေထိဝင်ရောက်ကဖမ်းဆီးခဲ့တာကြောင့်လူငယ်9ဦးကပါသွားခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်။ အရင်အကြောင်းကို သိရှိထားသူလူငယ်တဦးကဒီနေ့မှဆွဲသွားတာဗျအိမ်တွေတည်းအထီကိုဝင်ဆွဲသွားတာ၅ဦးလောက်ပါသွားတယ်အရင်ဆုံးစကိုင်းမြို့ထွေဦးယုံနဲ့တမ33နဲ့ခေါ်သွားဖို့များတယ်ဗျနောက်ဆက်တွဲတော့မချသေးရသေးဘူးဗျလို့ဒီအကြောင်းကိုသိရှိထားသူစကိုင်းမြို့ကန်တဦးက CJ platform ကိုပြောပါတယ်စကောက်စီဖန်စီခေါ်ဆောင်သွားတဲ့လူငယ်၅ဦးမှာအသက်20ဝန်းကျင်ရှိလူငယ်တွေဖြစ်တယ်လို့သူကစက်ပြောပါတယ်အင်အားပြင်စကိုင်းငလျင်လှုပ်ခဲ့ခဲ့ပြီးနောက်ပိုင်း စကိုင်းမြို့ပေါ်မှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တဲ့လက်အောက်ခံတွေဟာစကိုင်းမြို့နေရာအနှံ့မှာလူငယ်တွေကိုဖမ်းဆီးခေါ်ဆောင်တာတွေရှိနေတယ်လို့မြို့အတွင်းမှာလည်းစိုင်းကယ်တွေကိုဖမ်းဆီးငွေညစ်နေရာတွေရှိတယ်လို့လည်းသိရပါဗျ။ဒါအပြင်မန္တလေးနဲ့စကိုင်းကူးတဲ့စကိုင်းသရားမှာလည်းစိုင်းကယ်တွေကိုမကြာခဏဖမ်းဆီးစစ်ဆေးတာတွေပြုလုပ်ပြီးငွေတောင်းခံတာတွေပြုလုပ်နေတယ်လို့ဒေသခံတွေကပြောပါဗျ။အင်းအပြင်စကိုင်းငလင်ကြီးလှုပ်ခဲခဲ့ပြီးနောက်ပိုင်းစစ်ကောင်စီက အပြည့်ခေရစဲမှုကာလကို မေလကွန်အထိတတိယကျင်းသက်တမ်းတိုးထားပေမဲ့အခုမေလအတွင်မှာပင် စကိုင်းမြို့ဝင်ကျင်နဲ့မြို့အနောက်ဘက်တကြောမှာဖြစ်ခဲ့တဲ့တွေပြလဲချားနေရတာကြောင့်ငလင်းတန်းခန်းစားရတဲ့ပြည်သူတွေစိုးရင်တော့ကရောက်နေရတယ်လို့ဒေသခံတွေကဆိုပါတယ်။ခုကမြို့ပေါ်ကစိုးနေတာငလင်းပြီးနောက်ဒုက္ခတွေများရတဲ့ကြားထဲစကိုင်းမြို့ငားရိတ်ကြီးဘက်တွေအဲ့ဒီနောက်ဘက်တကြောမှာပြစ်ခတ်တဲ့တွေကြားနေရတယ်။လူတွေလည်းဖမ်းဆီးတဲ့တွေ ကြားနေရတာ ်ခုကမြို့ပေါ်မှာနေရတာစိတ်ချမ်းသာစရာကိုမရှိဘူးလို့အသက်60ဝန်းကျင်ရှိဒေသခံမျိုးသမီးတအူးကလည်း CJ platform ကိုပြောပါတယ်စစ်ကောင်စီကအင်အားပြင်းမြင်ကလေးအကြောင်းအပြည့်ရတဲ့လို့အချိန်ချင်းကြေညာထားပေမဲ့နိုင်ငံတော်အရက်သားတွေရှိရာနေရာတွေကိုရည်ရွယ်ချက်ရှိရှိလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာစစ်ကြောင်းထိုးပြီးကြီးရွာတွေကိုမိရှို့ဖျက်ဆီးတာလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်တာတွေရခိုင်ကောင်းထက်ပိုပြီးလှုပ်ဆောင်လာတယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါဗျ။ ပြီးခဲ့တဲ့မလ28ရက်နေ့ကလောက်ခဲ့တဲ့အေယာမင်းမြင်းကလေးရဲ့ဗဟိုချက်ဖြစ်တဲ့စကိုင်းမျိုးဟာလူထိခိုက်သေးဆုံးတာတွေပြင် အဆောင်များစွာပြိုကျပျက်စီးခဲ့ရတာလည်းဖြစ်ပါတယ်။ဒါကြောင့်ငလေးလောက်ခဲ့ပြီးနောက်ပိုင်းမှာစကိုင်းမျိုးအတွင်အလောက်အကင်တွေရှာပါသွားပြီးမြို့ကန်ချိုဟာစီမောင်းရေးအစမပြေရာတွေကြောင့်အချားမျိုးတွေကိုပြောင်းရွှေ့ရာတွေရှိနေသလိုနေတွေကိုလည်းဈေးလျှော့ရောင်းတာတွေရှိနေတယ်လို့စကိုင်းမြို့မှာအိမ်ချမ်းမြေပွဲစားလောက်ကိုင်းတဲ့အမျိုးသမီးတအုပ်က CJ platform ကိုပြောပါရတယ်။ စကိုင်းမြို့အတွင်းအဆောက်အဦများစွာပြိုကျပျက်စီးခဲ့တာကြောင့်အဆောက်အဦပစ္စည်းတွေလိုအပ်ချက်မြင့်မားနေချိန်စစ်ကောင်စီကစကိုင်းမြို့ထဲမှာဆက်လုပ်ရေးပစ္စည်းတွေကိုဈေးပွဲတော်ဖြင့် အကန့်အသတ်နဲ့တွားရောင်းခဲ့လို့ဒေသခံတွေအနေနဲ့လောင်းကားမှုမရှိဘဲလိုအပ်ချက်တွေမြင့်မားနေစေဖြစ်တယ်လို့စကိုင်းမြို့ဒေသခံတွေစီကနေသိရပါဗျ။ငလီရင်တန်းကြောင့်အခက်အခဲများစွာနဲ့ကြုံတွေ့နေရတဲ့စကိုင်းမြို့ခံတွေအနေနဲ့လက်ရှိမှာတော့ ငလင်းလောက်ခတ်မှုအတွင်ပြင်းစည်းသောတဲ့အိမ်တွေကိုဖြုတ်ဖျက်နေစေဖြစ်ပြီးပြည်လဲထူထောင်ရေးလုပ်ငန်းတွေမဆက်တင်နိုင်သေးကြမှာပဲစကောင်စီကလူငယ်တွေကိုဖမ်းဆီးနေတာကြောင့်မြို့ကန်တွေအနေနဲ့လုံခြုံမှုမရှိဖြစ်နေတယ်လို့သိရပါတယ်စကောင်စီကပြီးခင်းနှစ်ဒီဇင်ဘာလလယ်ကလည်းစကိုင်းမြို့ပေါ်မှာသုံးရတာအတွင်းလမ်းသွန်းလမ်းလာပြည်သူတွေအပါအဝင်မြို့ကန်လူငယ်တရာဦးထက်မင်းကို အေယော်ရီတရာရတနာပုံစစ်စေးဂိမ်းနဲ့ မြို့ရင်းလှစ်လေဖန်စီတာတွေအပြင်နေအိမ်တွေမှာပါဝင်ရောက်ဖန်စီတာတွေပြုလုပ်ခဲ့ပါသေးတယ်ရှင်။အခုလိုသတင်းတွေကိုပုံပုံမျှဝေပေးနိုင်ဖို့ ਨੇ CJ Platform သတင်းဌာနရေရှည်ရက်တင်နိုင်ရေးအတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နားဆင်နိုင်ပါတယ်။သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက်ကျမတို့ရဲ့သတင်း channel ကို like and subscribe လုပ်ဆောင်ပြီး notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။ကျမနည်းနည်းပါ